ဒီနေရာလေးကတားနဲ့ပြပြလို့ရွှေဝင်နေရာလေးတော့တားဒီနေရာမှာပကြီးဆွဲတဲ့စီးနဲ့စိုးလို့ရတယ်မုံချူကြီးစားလို့ရတယ်ဒီရုပ်လေးဆက်လို့ရတယ်တားကြိုက်တယ်လို့ဆိုတော့တောင်းဆိုတော့တော့မရှိဘူး ာမပြောတော့ဘူးဆိုရင်ဒီနေရာလေးမှာပါရဲ့ပြုရှင်ကိုလာရှာတော့ပြည်သူမှရှိနေမှာ ။နင်တို့နှစ်ယောက်စလုံးอ่ะအဖေတူအမေကွယ်။မောင်မမိုက်တော်နိုင်နေတော့အဲ့လိုကောင်မပြောရနေဘဝကိုဖျက်ဆီးနေရဆိုတော့မကောင်းတော့ငြင်းမြတ်တာ။ဝင်ခဲ့လေ။တော်တော်မင်းအိမ်မပြန်သေးဘူးလား ျွန်တော်ဖောင်းနဲ့ပြောစရာရှိတော့ပါအလုပ်ကိစ္စတော့မဟုတ်ပါဘူးပါဖောင်းတော့အိမ်မှာလည်းမပြောချင်တော့ပါအေးအေးအဲ့ဆိုထိုင်တူဝင်းကြောင့်မင်းမေးချင်လို့လား ခုချိန်မှာအဖွားပြောပြဖို့အဆင်သင့်မဖြစ်သေးဘူးကျွန်တော်လည်းတည်တည်လောက်တော့တည်ထားရရှိပါတယ်ဖွားရေအခုကကျွန်တော်လည်းအရာရာနားလည်ပြီးတော့စဉ်းစားချင်းချင်းနဲ့ရရောက်နေပြီကျွန်တော်သူ့ရဲ့သားတယောက်အနေနဲ့အရာအလုံးကိုအမှန်တမ်းသိဖို့လိုအပ်တယ်ကျွန်တော်ပါတူဝင်ရလေအခုအဖွားတို့ပတ်ဝန်းကျင်မှာ တွေ့နေမြင်နေရတဲ့လူတွေနဲ့လုံးဝဘာမှမဆိုင်ဘူးတာ။တာကြီးကလူတမျိုးယူသားဖြောင့်မတ်ပြီးတော့အနေအေးတဲ့သူဘာဝမှလည်းလူချင်းတက်မဲ့မောတဲ့စိတ်လည်းသူ့မှာမရှိဘူး။သူ့ဘာသူတချင်းလေးညီးလိုက်ပကြီးလေးဆွဲလိုက်နဲ့သူ့ဘာသူအေးအေးစိစိဖြတ်တန်းနေတဲ့လူအဲ့လိုလူမျိုးမှအဖွားက မိသက်လူမိမမျိုးနဲ့ပေးစားလိုက်တာအဖွားရဲ့အမှားပါပဲတကယ်ဆိုရင်တာကြီးကအဖွားအနာမှာပဲရှိနေရမှာပြပြာကော်ဗစ်ရနေဘလို့ပတ်သက်တာလဲပေါ့တာမင်းဖေကိုမင်းမမုံးရဘူးနော် ဟုတ်ကဲ့ပါဦးတို့ဒီကြံရောက်တယ်ကကျွန်တော်တစ်ခေါက်မှမရောက်သေးဘူးเนาะဒီဘက်လမ်းကြောင်းနေကျွန်တော်လှည့်ဝင်လာတာဦးတို့ဘာအကူညီလို့သိတယ်ဘာမှမလိုပါဘူးကျေးဇူးတင်ပါတယ်ခင်ဗျာအော်မစောခင်လို့ကိုလာတူရောနေကောင်းကြရလားဟုတ်ကဲ့ကောင်းကြပါတယ်ဒီနေ့အတိုင်းပဲကျွန်တော်တော့ဒီခြံထဲမှာကော်ဖီပင်တွေပဲစိုက်တာကျွန်တော်ခြံထဲဝင်လာတဲ့က သဘောကျနေတာဗျကျွန်တော်ကော်ဖီတွေစိတ်ဝင်စားတယ်လေကော်ဖီနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်အားလုံးရှင်းပြပေးဦးနော်ဟာအဲ့တို့ကတော့ဘာမှမဘူးနဲ့ကျွန်တော်အိမ်ကိုလိုက်ခဲ့အိမ်ကနေနေလေးအိမ်ရောက်တဲ့အခါကျရင်သိကျင်တာနေအကုန်ရှင်းပြပေးမယ်ဗျာလာကျေးဇူးပါ တော်ဝင်မင်းနဲ့ခင်ထားခြင်းเนี่ยဘယ်လိုလဲဟမ်ခင်ထားကျွန်တော်ချက်တူပါမယ်ခင်ထားကိုပဲကျွန်တော်လက်ထပ်မှာမယ်ဟာမင်းဟာတေချာလိုက်လားလောကသဘောမတူဘူးเนาะငါအရှက်ခွဲမလို့မကြိုးစားနဲ့နေ ခင်ထားစင်နဲ့မင်းစင်နဲ့တူလို့လားကန့်လို့လားဟမ်ဟဲ့အတော့သဘောမတူဘူးမင်းကော်ဖီချောင်းတက်တက်လုံးတော့စိတ်ကူးနဲ့အလုံးဝသဘောမတူဘူးနော်အေးငါတခုတ်ဖြစ်တာမမြင်ချင်ဘူးဆိုလို့ရှင်တော့မင်းငါတို့ရဲ့ဂုံရည်တူတဲ့တထေးသမီးမေတ္တနဲ့လက်ထပ်နော်ဒါပဲ မေကိုချင်နေမေးသေးဘူးလားဘလို့တော့မလုံနဲ့တော့လေဗျာအစီဝေးရှိလို့ကဲမေနားလိုက်တော့နော်အေးမိတဲ့မွေးနေရှိတယ်ဆိုသိတယ်မလားဟုတ်ကဲကဲမေလို့နားလိုက်တော့နော်လုံလို့ရတယ် ျော်တော့ဘူးဗျာကျွန်တော်ဘဝတစ်ချောင်းလုံးမှာမမေဖြစ်စီခြင်းနဲ့ဆန္ဒအတိုင်းကျွန်တော်หนีခဲ့ပြီမယ်အခုလေကျွန်တော်ရမ်းမွန်းကြနေပြီမမေရဲ့ပျော်ရွှင်မှုဟာကျွန်တော်အပေါ်မူတည်နေပြီမယ်ကျွန်တော်ရဲ့ပျော်ရွှင်မှုကတော့စိတ်လွတ်လပ်မှုဖြစ်နေတဲ့အတွက်ကျွန်တော်တောင်းပါပါတယ်မမေစိတ်ချမ်းသာအောင် ဖြစ်စီပေးနိုင်တဲ့တားတယောက်မဖြစ်ပေးနိုင်လို့တဲ့အတွက်လဲကျွန်တော်တောင်းပါပါတယ်ကျွန်တော်ခွင့်မလွတ်ပါနဲ့ဗျာတစ်ချိန်ချင်းမှာမမေ့စီရခွင့်လွတ်မှုကျွန်တော်မျောလင့်မိခဲ့ရင်တော့မမေ့ကျွန်တော်မလွတ်ပါနဲ့မမေ့ဒါတော့အေး အဲ့ဒီညတာယူဘွားနောက်ဆုံးတွေ့ခဲ့တဲ့ညပေါ့ကွယ်သူဘလောက်တောင်စိတ်တွေထိခိုက်ပင်ပန်းနေပဲဆိုတာအဖွားမသိခဲ့ဘူးအဲ့ဒါတွေအားလုံးကမောက်မှရိုင်းဆိုင်ပြီးတော့သူ့အတ္တကိုပဲရှည်တန်းတင်ထားတဲ့မိသက်ကြောင့်ဖြစ်ရတာပေါ့ကွယ်ဟုတ်အဖွားတို့သူ့ကိုလိုက်ရှာခဲ့သေးလား ရှာတာပေါ့တားရေတားမှတ်မိသည်လားတားငငယ်တုန်းကအဖွားတို့ကော်ဖီဂျန်သွားခဲ့ကြတယ်လေအဲ့ဒီကော်ဖီဂျန်နားတော်မှာအတော်ကြာကြာနေခဲ့ကြသေးတာပဲဩကျွန်တော်မှတ်မိပါတယ်အဲ့ဒါတားကြီးကိုသွားရှာတာပေါ့ဟုတ်ပွားအကော်ဖီဂျန်ကောင်းပါလေနဲ့ဖိဖိနဲ့ကပတ်သက်မှုရှိနေနေတော့ပွား တားကြီးထွက်သွားပြီးတဲ့နောက်မှာအဲ့ဒီကော်ဖီကျန်ကိုအဖွားသွားခဲ့သေးတယ်။အဲ့မှာအဖွားခင်သားနဲ့တွေ့တယ်။သူ့မှာသမီးလေးတစ်ယောက်ရှိတယ်။ခင်သားကိုသူ့ယောက်ျားကြောင်မေးတော့လဲဘာမှရေရေရမပြောပြခဲ့ဘူး။အေးမင်းဖေနဲ့ခင်သားနဲ့ကအရင်တော့ဇလန်းရှိခဲ့တော့မုဒရာကိုမင်းဖေနဲ့ခင်သားရဲ့တိတ်တိတ်ပုံကလေးလိုတော့ထင်နေကြတာ။အဖွားကတော့မယုံပါဘူး။တကယ်လို့ဖြစ်ခဲ့ရင်တော့ဘာမှလက်ခံနိုင်စရာအကြောင်းရှိဘူး။နေစမ်းပါ ငါသားကဘာလို့ဒီချိန်မှာဒါရီကိုမေးနေရတာလဲမိသက်ကတောင်းဘာရီမဟုတ်တာရှောက်ပြောနေတာလဲ तू ပြောတဲ့စကားတွေမယုံနဲ့နော် तू ပြောတာတွေကအလကားမင်းမြင်ပြောတဲ့စကားတွေကိုမင်းနားမရောက်မှနဲ့သားရဲ့မမေကအဲ့လိုတော့မဟုတ်ပါဘူးပါရဲ့ကျွန်တော်ဖဖြစ်ကြောင်သိချင်တယ်ဆိုတာလေကျွန်တော်သိတဲ့နယ်ရောက်နေပြီလေဟိုပြီးတော့ကျွန်တော်ဖွားရဲ့ကုမ္ပဏီမှာ ွားရဲ့မြေဥအဖြစ်နဲ့တရားဝင်မိတ်ဆက်ပေးပြီးတော့အဖွားရဲ့လုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့ဖော်ခွင့်ပြုပေးစီချင်တာပါ။မင်းကကော်ဖီလုပ်ငန်းရဲ့အောင်မြင်မှုကိုကျင့်တတ်နေပြီလား။ဘယ်အောင်မြင်မှုမျိုးဆိုကျွန်တော်ရှောင်ရမ်းတက်နေပြီးတော့ကျင့်တတ်နေမှာတော့မဟုတ်ပါဘူးပါ။ဒါပေမဲ့အခုကော်ဖီလုပ်ငန်းရဲ့လည်းအခြေချနေပြီဆိုတော့ကော်ဖီလုပ်ငန်းကိုကျွန်တော်အောင်မြင်တိုးတက်အောင်လှုပ်ဆောင်သွားရင်းနဲ့တစ်ဖက်မှာလည်းအဖွားရဲ့ကုမ္ပဏီလုပ်ငန်းတွေကိုလှုပ်သွားဖို့ကျွန်တော်ဆန္ဒရှိရပါတယ်။ ိုအဓိကတော့ဘွားရေကြီးဆုံးသားဖြစ်တဲ့ဖေဖေဟာအဖွားရဲ့ကုမ္ပဏီလုပ်ငန်းတွေကိုဥဆောင်ပြီးတော့မလုပ်ပေးနိုင်ခဲ့တဲ့တော့ဟိုအဖွားပေါ်မှာဖေဖေကြံနေတဲ့အကျွေးတွေကိုဖေဖေသားဖြစ်တဲ့ကျွန်တော်ကပဲတောင်းဝန်ချင်အောင်ဆက်ပေးနေတာဖောက်ဆက်ချမ်းသာစေချင်တာပါတော်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 ငါမြည်လေတော်တော်အရွယ်ရောက်လာပြီပဲခုလိုမျိုး လူတော်တယောက်ဖြစ်နေ ကြည်ပြင်းလာတာ哦။ตาတူဝင်မြင်စီချင်လိုက်တာ။အဘွားရဲ့ကုမ္ပဏီမှာตาကိုလိုအပ်တယ်လေ။ตาဖြစ်စီချင်တဲ့အတိုင်းအားလုံးအဘွားဖြစ်စီပေးမယ်နော်။ တူအမေဘက်မောင်နှမတွေဖြစ်နိုင်လဲဆိုတာမင်းတို့ကောင်းနေမှာလဲနေတာရူမေအန်ဒီကအကြောင်းမကြားပါမစားနဲ့ဘာကိစ္စရှိလို့လဲမသိဘူးကျွန်တော်လည်းသေချာတော့မသိဘူးဗျရုတ်တရက်ဆိုတော့မျက်ခုံးတော့ခက်လှုပ်လှုပ်ပဲဗျမဆိတ်ပူစရာရှိလဲကိုတုံးမင်းကိုကုမ္ပဏီလွှဲပေးဖို့ပဲနေမှာပေါ့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဟိုချိန်နဲ့တန်နေပြီဆိုတော့ ကျွန်မတို့ကတော့ညွှန်နေတယ်နော်ချက်လာဖို့ပဲဆူတောင်းနေဟုတ်ကဲ့ပါဒီနေ့အစောကုမ္ပဏီအတွက်ရေဒီစီစီဝေးခေါ်လိုက်ရတာတော့အစောကုမ္ပဏီအတွက်အရေးပါတဲ့လူကြောင့်နဲ့အားလုံးမေးဆက်ပေးခြင်းလို့ပါ။ ော်ထုတ်ကိုတော့အစောကုမ္ပဏီရဲ့ကော်ဖီလုပ်ငန်းတွေကိုလုပ်ကင်နေလူဖြစ်နေကျူကတော့တည်ထားကြမှာပါတော်ထုတ်ကကျမရဲ့မိအကြီးပါသူကရှေ့လျှောက်ပြီးတော့ကော်ဖီလုပ်ငန်းတွေလုပ်ရင်းနဲ့အစောကုမ္ပဏီရဲ့လုပ်ငန်းတွေကိုပါပူးတွဲပြီးတော့လှုပ်ဆောင်သွားမဲ့သူဖြစ်ပါတယ်အလုံးမတွေ့ရဝမ်းသာပါခင်ဗျာကျွန်တော်ကတော့တော်ထုတ်တူဝင်ပါ ကိုကိုတမီးနဲ့ရမ်းတွေ့စေချင်တယ်ကိုကလည်းတမီးလေးကိုရမ်းကိုတွေ့ချင်တယ်စောကုမ္ပဏီရဲ့စီမံအုပ်ချုပ်မှုအဖွဲ့ရဲ့အကြံပေးဖြစ်တဲ့တော်ထွတ်တဝင်းကိုလက်ခံနိုင်မခံနိုင်ဆိုတာကိုဟိုမဲခွဲပြီးတော့ဆုံးဖြတ်လိုက်ကြတာပေါ့နော်တော်ထွတ်မင်းရောလက်ခံလားဟုတ်ဖွဲ့ ကျွန်တော်ကဘာလက်မခံတဲ့ကြအကြောင်းရှိတယ်ဟိုကိုတော်တော်လေအခုတတိယပိုင်းဒီတော့ဆုံးနေတာသူအစောကုန်ပြီတခုလုံးရဲ့စီမံအုပ်ချုပ်မှုအဖွဲ့ကိုအကြံပေးတဲ့ advisor အဖြစ်ခန့်လိုက်ပြီလေကိုတော်တော်ကဒီ coffee လုပ်ငန်းပေါ်မှာဘယ်လိုတဘောထားလဲသူ့ရဲ့အဓိကရည်ရွယ်ချက်ကဘာလဲဘာစလို့လဲ lại